င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီအတွက်နောက်ဆုံးနေရတွေကိုရောက်ရှိလာပြီဖြစ်ပြီးတော်လိုင်းအောင်ပွဲမဟုတ်ဘူးကိုမြင်နေရပြီလို့ NUG ကာကွယ်ဝင်ကြီးဥယျာဉ်မွန်ကပြောပါရယ်မဲအောင်လိုင်းကလူယုံဗိုလ်မှူးချုပ်တတ်ထွန်းဦးကိုကယ်ရန်တိုင်းစစ်တပ်ချုပ်ထံကိုဆစ်လွတ်ကတတ်တွင်းပုံကံပါကိုစိုးရိမ်နေတဲ့လူယုံစစ်အရာရှိတွေကိုတိုင်းစစ်ထဏချုပ်စီကိုဆစ်လွတ်ခဲ့တဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြက်ဖက်စစ်ကောင်စီအတွက်နောက်ဆုံးနေရတွေကိုရောက်ရှိလာပြီဖြစ်ပြီး တော်လည်းအောင်ပွဲမဟုတ်ဦးကိုမြင်နေရပြီလို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ဝင်ကြီးဥယျံမွန်ကပြောဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပြုတ်လုခဲ့တဲ့ပြည်သူများသို့အောင်စကားစကားဝိုင်းမှာ NUG ကာကွယ်ဝင်ကြီးကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အဲ့ဒီစကားဝိုင်းမှာကာကွယ်ဝင်ကြီးဥယျံမွန်ကစစ်ကောင်စီရဲ့အင်အားအကြီးဆုံးလို့ပြောလို့ရတဲ့အရှိမျောက်တိုင်းစစ်တနာချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ရရှိတာဟာ နောက်ထပ်ဘယ်စစ်တိုင်းဌာနချုပ်ကမှတော်လန်ရဲ့အားကိုခံနိုင်မဲ့အခြေအနေမရှိတော့တဲ့အိဗယ်ဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒါကြောင့်စစ်ကောင်စီရဲ့နောက်ဆုံးနေ့ရက်တွေကိုရောက်ရှိလာပြီးဖြစ်တယ်လို့လည်းဥယျာဉ်မကပြောဆိုလိုက်တာပါ။ဒါအပြင်ပြည်သူ့ဘော်ကိုဗိုလ်ကျခဲ့တဲ့လက်လက်ကိုင်းအဖွဲ့မထီမဲ့မြင်ပြုခဲ့တဲ့လက်လက်ကိုင်းအဖွဲ့တွေဟာဒီကနေ့မှပြည်သူတွေရဲ့တန်ခတ်မှုကိုမရှုမလောက်ခံနေရပြီလို့လည်းဆိုပါဗျ။ဒါအပြင်စစ်ကောင်ဆောင်တွေကတော့အခုအချိန်ထိအတိတ်တရားမဝင်သေးသလို အမြင့်မှန်မရသေးတဲ့အပြင်အခုချိန်ထိမိုင်လုံးကြီးနေစေဆိုတာကိုတွေ့ရှိရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကပြောပါရယ်လက်ရှိတော်လန်ရဲ့အောင်မြင်မှုအခြေအနေတွေကိုအုပ်စု၄စုခွဲကတိုင်းနိုင်နိုင်ပြီးပထမအုပ်စုမှာတော့မြို့85မြို့ကို တော်လန်တပ်တွေကအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ဒုတိယအုပ်စုအနေနဲ့မြို့ပေါင်း105မြို့ကိုတော်လန်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ထားရလို့လဲဆိုပါရယ်တတိယအုပ်စုမှာတော့ ပြည်သူတော်လှန်စစ်ဖြစ်နေတဲ့မြို့ပေါင်း84မြို့ရှိပြီးနောက်ဆုံးအုပ်စုအနေနဲ့ကတော့စစ်ကောင်စီကအလုံးစုံထိန်းချုပ်ထားတဲ့မြို့ပေါင်း68မြို့ရှိနေတာကြောင့်တော်လှန်ရေးအောင်ပွဲမဟုတ်ဘူးကိုမြင်နေရပြီလို့စွန့်နိုင်ကြောင်းလည်းဥယျာဉ်မှကပြောပါရရှင်။ မန္တလေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းနထောကြီးမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်စခန်း၄ခုကိုတိုက်ခတ်သိမ်းပိုက်ခဲ့ရမှာစစ်သား30ကျော်ဟာသေသွားပြီး၃ခုအရှင်ဖမ်းမိကလက်လက်29လက်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့မြင်းကြံခရံတရင်၄ကတာဝန်ရှိသူတို့နဲ့နထောကြီးပကဖတာဝန်ရှိသူတို့ကပြပြပါရယ်ဩဂတ်စ10နေ့မနေ့ပိုင်းကနေစတင်ကမြင်းကြံခရံအထူးစစ်စစ်ရေး MDS ဆိုဖြစ်နထောကြီးမြို့ပေါ်ကအကြမ်းဖက်စစ်သားတွေတက်ဆွဲထားရာ ဆောင်းလွေရုံစစ်တပ်စကန်ဘန်ရုံဆောင်စစ်တပ်စကန်ဂက်စ်ပိုင်လိုင်းဆောင်စစ်တပ်စကန်နဲ့လောက်ဝကရုံနောက်ကျောကအေးချောင်းထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စကန်တို့ကိုဝင်ရောက်တိုက်ခတ်သိမ်းပိုက်ခဲ့ရမှာအကြက်ဖက်စစ်သား30ကျော်ဟာထေသွားတာဖြစ်ပြီးစစ်တုံးပန်း3နဲ့တူလက်လက်28လက်ကိုသိမ်းဆဲရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲတက်ခတ်မှုအတွဲမှာအကြက်ဖက်စစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတက်ခတ်မှုအလွန်ကျွံအုံပြုခဲ့ပြီးမြို့ပေါ်အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့လို့လည်းသိရပါဗါး ဒါအပြင်အကြက်ဖက်စစ်သားအင်အား200လောက်နဲ့စစ်ကြောင်းထုတ်လာခဲ့တာဖြစ်ပြီးညပိုင်းမှာပြန်လည်ဝင်ရောက်တက်ဆွဲခဲ့လို့လည်းသိရပါဗါတယ်။အဲ့လက်ခံမှုကိုမြင့်ကြံခဲ့အမှတ်လေးတရင်နှထိုးကြီး People Defense Force မြင့်ကြံခဲ့အမှတ်ရှိတရင်နှထိုးကြီးမြို့နယ်ပကဖားတရဦးမြို့နယ်ပကဖားနဲ့မြင့်ကြံခဲ့ Drone တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တို့ဟာကြာဆုံးခဲ့ရလို့လည်းသိရပါဗါတယ်ရှင်။ ရှမ်းပြည်နယ်တင်းတဘောက်ကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းစီစံမြို့အရှိတ်ဘက်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဟာသေသွားကအကြမ်းဖက်စစ်တပ်ကစုဆောင်းထားတဲ့စစ်မှုထမ်းတင်းနှင်းစင်ရှေဘုံမြို့နယ်သားတို့ကိုဖမ်းဆီးရရှိခဲ့တယ်လို့ PNLA သတင်းနဲ့ပြန်ကြားရေးဌာနစီကနေသိရှိရပါရယ်။ဩဂတ်စ၁၀ရက်နေ့မှာစီစံမြို့အရှိတ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်တပ်သားအလောင်း၃လောင်းကျန်ရစ်ခဲ့ပြီး စစ်ကောင်စီတပ်ကစစ်မှုမထမ်းမနေရဆူဆောင်းခံရကတင်နန်းဆင်းလာတဲ့ရွှေဘိုနယ်သားတို့ကိုဖမ်းဆီးရရှိခဲ့လို့လည်းသိရပါဗျ။ဒါ့အပြင် MA1 အမျိုးအစားတနက်တလဲ drone တစ်စင်းတို့ကိုတင်ဆက်ရရှိခဲ့ပြီးတေဆုံးစစ်သားမသားအလောင်းတွေကိုပိုးမျိုးသားလူမျိုးရဲတက်မတော် PNL ကကောင်းမွန်စွာတကြိုပေးခဲ့လို့လည်းသိရပါဗျ။ဖမ်းဆီးရမိတဲ့စစ်တုံးပန်းမှာရွှေဘိုမြို့နယ်ကဖြစ်ပြီးအကြက်ဖက်စစ်တပ်ကပြေးတဲ့ပြည်သူစစ်မှုရန်တင်နန်းဆင်းပြီးရဲ့နောက်မှာစီဇန်မြို့ရှေတန်းကိုပို့ဆောင်ခြင်းခံထားရတာဖြစ် ဖြစ်ပြီးရှေ့တန်းရောက်ချိန်ဟာတလောက်မပြည့်သေးဘူးလို့လည်းသိရပါရဲ့ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်မေအောင်လိုင်းကနေပြီးတော့ကာကွယ်ဦးစည်ချုပ်ရုံးကဗိုလ်မှူးချုပ်တပ်ထုံးဦးကိုကရုဏန်တိုင်စစ်တနာချုပ်မှစစ်စင်ရေးတွေကိုလက်ရှိတိုင်မိုးဗိုလ်မှူးချုပ်ပြည်စုံလင်းနဲ့ပူတွဲလွတ်ဆောင်ဖို့အတွက်အထူးစီလွတ်လိုက်တယ်လို့တက်တွင်းသတင်းပြည်စီကနေသိရှိရပါဗျ။စစ်ကောင်းဆောင်မေအောင်လိုင်းမှာတောင်မိုးတွေကသူ့ကိုပြန်ပုံကံမှာကိုစိုးရင်ထက်လန့်နေပြီးသူယုံကြည်စိတ်ချရတဲ့နေပြီးတော့ကစစ်အရာရှိတွေကို ိုင်းစစ်ဌာနချုပ်တွေစီကိုဆေလွတ်ကိုကဲခိုင်းနေတယ်လို့လည်းသိရပါဗျ။ရှိနေတဲ့ကယ်ရန်တိုင်စစ်ဌာနချုပ်တိုင်မှုကိုမဖြုတ်သေးပဲမင်းအွန်လိုင်းကသူ့ရဲ့လူယုံဘုံမှုချုပ်တတ်ထွန်းဦးရဲ့လက်ထက်ကိုတိုင်းစစ်ဌာနချုပ်မှာရှိတဲ့အရေးပေါ်စစ်စေရေးဆိုင်ရာစီမံချက်တွေကိုဝါကွက်အပ်လိုက်တာဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိတိုင်မှုဘုံချုပ်ပြည်စုံလင်ကိုစစ်မတိုက်တက်တဲ့အနေအထားမျိုးလုံဆောင်တဲ့ပုံစံမျိုးဖြစ်တယ်လို့လည်းတက်တွင်းသတင်းမြစ်တွေကပြောပြပါဗျ။ဘုံမှုချုပ် တတ်ထွန်းဦးဟာမင်းအွန်လိုင်းရဲ့လက်ကန်တော့အဖွဲ့ဝင်တွေတဲကတိုးဖြစ်ပြီး မင်းအောင်လိုင်းပြောသမျှလုပ်မဲ့အနေအထားမျိုးဖြစ်တဲ့အတွက်တိုင်းမူးကို ကြော်ကထတ်ဆင်လွတ်လိုက်တာဖြစ်တယ်လို့လည်းတက်တွင်းသတင်းမြေတွေစီကသိရပါတယ်ရှင်စကန်းတရင်တဘောကိုတက်ဆက်ပေးကြပါရယ်စကန်းတန်းမြို့မြို့အဝင်မှာအကျံပဲစစ်တပ်တင်းနှန်းစစ်တွေနဲ့စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ရင်းနှန်းကိုတက်ခတ်ရမှာစစ်တပ်ဘက်က၁၈ဦးသေသွားပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ မိုးညို Revolution Force MNIF အဖွဲ့ရတာဝန်ရှိသူတို့ကပြပြပါတယ်။ဩဂတ်စ်လ9ရက်နေ့မနက်09:55မိနစ်လောက်မှာစစ်တပ်တင်းနန်းစင်းတွင်နဲ့စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့မှန်လုံကား2စီးအန်ဇာတုံးကား2စီးနဲ့တံပြားကာကာတစီတို့ပါရင်တန်းကိုတော်လန်ရဲဘော်တွေက မြင်းမူမျိုးအဝင်တိုးကဲ့နေမှာလက်လက်ငယ်ရုံနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတက်ခတ်မှုကြောင့်မှန်လုံကားဟာတိတ်မုံသွားခဲ့ပြီးအကျန်းဘက်စစ်တပ်ဘက်က78ဦးဟာထေသွားခဲ့ကဒဏ်ရာအများပြားရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီလိုတက်ခတ်ခံရပြီးရဲ့နောက်မှာအကျန်းဘက်တပ်သားတွေကလည်းလက်လက်ကြီးလက်လက်ငယ်ရုံနဲ့ရန်တံပြစ်ခတ်ခဲ့ပြီးမှလည်းတော်လဲရဲဘော်တွေဘက်ကမစိုးရံတိုင်းရအနှဲငယ်သာရရှိခဲ့လို့မိုးညို Revolution Force MNRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့မဂွေတန်ပခုတ်ကူရေချိုလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရင်တန်း၃စီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ခဲ့ရမှာစစ်သား25ဦးဟာသေသွားပြီး9ဦးကိုအရှင်ဖမ်းမိကလက်လက်၄လက်ကိုတင်းဆက်ရရှိခဲ့လို့စောက်တန်း YSO PDF တာဝန်ကကိုအောင်မောင်းကပြပြပါရယ်ဩဂတ်စ်လ10ရက်နေ့မွန်းလွဲ့တနင်္လာကပခုတ်ကူမြို့ကနေရေချိုမြို့နယ်ဘက်ကိုလက်လက်ခဲရန်ရိတ်ခါဖြစ်တင်းရန်အတွက်စစ်ကား၃စီးနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေကိုလမ်းပိုင်းတနေရာအ ောင်မှာမိုင်းဆွဲပြီးကြားပြတ်စီးနေတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်ရမှာနောက်ဆုံးကားကိုထိမှန်ခဲ့ပြီးကြံစစ်ကားနှစ်စီးပေါ်ပါအကြက်ဖက်စစ်သားတွေနဲ့အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။အဲတက်ခတ်မှုတွင်းမှာအကြက်ဖက်စစ်သား25ဦးဟာသေသွားတာဖြစ်ပြီးပြူစောတီ3ရဲနှုတ်ကိုအရှင်ဖမ်းမိက G3 အမျိုးစားတနက်လေးလက် G3 ကြီးအတောင်300နဲ့ကာဗန်ကြီးအတောင်900တော့ကိုတင်ဆက်ရရှိခဲ့ပြီးမယ်လဲ ကားမှာကြောက်သေးကို ပြုတ်ကြနေလို့တည်ယူနိုင်တာမျိုးမရှိဘူးလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမညပါ။